အာဆင်နယ်နောက်ခံလူဆာလီဘာကအသင်းနဲ့2030ခုနှစ်အထိတက်တန်းရှိတဲ့၅နှစ်စာချုပ်တဲ့ချုပ်ဆိုပြီးတဲ့နောက်ကမ္ဘာအကောင်းဆုံးနောက်ခံလူဖြစ်လာဖို့မျှော်လင့်ကြောင်းပြောကြားခဲ့ပါတယ်။အသက်24နှစ်အရွယ်ရှိတဲ့ပြင်သစ်လူရဲစဉ်နောက်ခံလူဆာလီဘာရဲ့မူလစာချုပ်ဟာ2029ခုနှစ်မှာတက်တန်းကုန်ဆုံးမှာဖြစ်ပါတယ်။မကြသေးခင်ကလည်းလာလီဂါထိပ်သီးကလပ်ရီယယ်မက်ဒရစ်အသင်းနဲ့သတင်းတွေထွက်ခဲ့ပါတယ်။ဆာလီဘာကအသင်းနည်းပြအာဒီတာနဲ့နည်းပြအဖွဲ့ဟာသူ့ကိုကမ္ဘာအကောင်းဆုံးနောက်ခံလူတအူးဖြစ်လာဖို့ကူညီပေးလိမ့်မယ်လို့လည်းမှတ်ချက်ပြုခဲ့ပါတယ်။ နီးပြကကဘာအကောင်ဆုံးနီးပြတွေကတအိုးပါပဲသူကကျွန်တော်ကိုအများကြီးကူညီခဲ့တယ်ပြီးတော့သူနီးပြအဖွဲ့ကလည်းကူညီခဲ့ပါတယ်ဒါကြောင့်သူတို့ကျွန်တော်နီးပြအဖြစ်ရှိနေလို့အယံပြောပါတယ်ကျွန်တော်အခုအသက်24နှစ်ရှိပါပြီဒါပေမဲ့အမြင့်ဆုံးအဆင့်ကိုမရောက်သေးဘူးလို့ကျွန်တော်ယူဆပါတယ်တိုးတက်ဖို့များစွာရှိနေသေးတယ်လို့အတင်းအတွက်ပေးဆက်ဖို့လည်းများစွာရှိနေပါသေးတယ်ဒီနီးပြနဲ့သူအဖွဲ့ဝင်တွေကကျွန်တော်ကိုအကောင်ဆုံးတယောက်ဒါမှမဟုတ်ကဘာအကောင်ဆုံးနောက်ခံလူတွေကတအိုးနဲ့စူဖလားတွေရဖို့ကူညီပေးမယ်ဆိုတာကျွန်တော်သိပါတယ်လို့ ဆာလီဘာကစာချုပ်သစ်ချုပ်ဆိုအပြီးပြောကြားခဲ့ပါတယ်။ဆာလီဘာဟာအာဆင်နယ်အတွက်လိပွဲ105ပွဲကစားထားပြီး6ဂိုးသွင်းကာ2ဂိုးဖန်တီးပေးခဲ့ပါတယ်။